အာနာသိန်းစကောက်စီတက်ကအင်အားအလုံးရဲ့နဲ့ထုတ်စစ်ဆန်လာလို့ဆုတ်ခွာခဲ့ရတဲ့ဒီတိန်မြို့နယ်ကကနေဒီတောင်တပ်စခန်းနေရာကိုနိုဝင်ဘာ16ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်းကထုတ်ပြန်ပါတယ်။အော်တိုဘာ29ရက်နေ့မှာထုတ်စစ်ဆန်လာတဲ့စကောက်စီစစ်ကြောင်းတွေကိုဗျူဟာအယခိတရှောင်ပေးခဲ့တာဖြစ်ကြောင်းအသိပေးထားပြီးကနေဒီတောင်ကို PDF ဇိုလန်းတပ်ဖွဲ့ဝင်တွေပြန်လည်ထိန်းချုပ်နိုင်တဲ့ရုပ်တံကိုဖော်ပြလာပါတယ်။ နေဒီတောင်ကိုနိုဝင်ဘာလ16ရက်နေ့မနေ့ကပြောင်းလဲချင်းချုပ်နိုင်ခဲ့တာဖြစ်ပြီးခရမ်းတွေလည်းတင်းစီရမိခဲ့တယ်လို့အသိပေးထားပါတယ်။စီးရီးအရာအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ကနေဒီတောင်ကို PDF ဇွန်လက2023နိုဝင်ဘာမှာတက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးအခုနှစ်အောက်တိုဘာလကုန်ပိုင်းမှာတော့စစ်ကောင်စီတပ်ရဲ့ထိုးစစ်အောင်မှပြန်ပြီးလက်လွတ်ခဲ့ရတာပါ။အောက်တိုဘာလကုန်ပိုင်းမှာစစ်ကောင်စီတပ်ကချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်ကိုမြေပြင်ဝေဟင်အသုံးပြုပြီးစစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ချင်းညောင်ချင်းပြေကောင်းစီ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စကိုင်းတိုင်းကလေးမြို့ဘက်ကနေဒီတေမြို့နဲ့တိုင်းငင်းဒေသဘက်ကိုမြေပြင်ကနေစစ်တောင်းထိုးလာခဲ့တယ်လို့ဒီတေမြို့ကိုစစ်ကောင်စီကရဲအရင်နဲ့26ကြိမ်စစ်အင်အားဖြစ်တင်းခဲ့ပါတယ်။စစ်ကောင်စီတပ်ထိုးစစ်ကိုချင်းတော်လင်ရေးတပ်တွေကအခုခံတိုက်ခိုက်ခဲ့ပေမဲ့နေရာတချို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီးကလေးတိုင်းငင်းဒီတေလန်ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။တစ်ဖက်မှာလည်းစကိုင်းတိုင်းကလေးမြို့နယ်ဘက်ကနေဖလန်းမြို့နယ်ဝေဘူးလာဘက်ကို စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထုစစ်ဆင်ခဲ့ပြီးဝေဘူလာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။နိုဝင်ဘာလ18ရက်နေ့ကရင်းပြည်ကောင်စီကာကွယ်ရေးဌာနရဲ့တရေထုတ်ပြန်ချက်အရဖလန်းနဲ့ဝေဘူလာကြားတီးတိမ်မြို့နဲ့ခိုင်ကန်းမြို့အကြားကလေးမျိုးနဲ့ဂံကောမျိုးအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဘက်ကဗိုလ်မှူးဗိုလ်ကြီးအဆင့်အများရှိတွေအပေါင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တရာခန့်ကိုချေမုန်းနိုင်ခဲ့ပြီးလက်နက်ခရမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။